crypto trading လုပ်တဲ့သူတွေအနေနဲ့ crypto portfolio တခုတော့ရှိတာသက်ပါတယ်။များသောအားဖြင့် trader တွေကလက်တလုံးဝယ်လိုက်တဲ့ coin တွေကိုပဲမမ်မီတာများပါတယ်။အရေးကဝယ်ခဲ့တဲ့ coin တွေကဘယ်ဈေးမှာဝယ်ခဲ့တာလဲ၊ဘလောက်ပမာဏဝယ်ခဲ့တာလဲဆိုတာကိုမမမ်မီတဲ့အခါမှာပြန်ရောင်းမယ်ဆိုရင်အရှုပ်တွေနဲ့ရေးဆိုင်ရတတ်ပါတယ်။ဒါကြောင့် portfolio တခုတော့အ ਨੇ ဆုံးရှိတာသက်ပါတယ်။ဒါမှသာလျှင်ဝယ်ခဲ့တဲ့ coin တွေရဲ့အရှုပ်အမြတ်ကိုတည်တည်ကြာကြာကြည့်လို့ရမှာဖြစ်ပြီးတော့ trading လုပ်တဲ့နေရာမှာလည်းပုံမူတည်ကြတဲ့အဖြေကိုပေးနိုင်မှာဖြစ်ပါတယ်။ကျွန်တော်က portfolio တိစောက်တဲ့ ဲ့နေရာမှာ Quick Market Cap ကိုအသုံးပြုပါတယ်။ကို့အနေနဲ့လိုချင်တဲ့ဆိုရင် Play Store ဒါမှမဟုတ် App Store ကနေ Install တင်လို့ရပါတယ်။ Quick Market Cap ကိုဖွင့်လိုက်ပါ။ပြီးရင် Bottom Navigation ကနေပြီးတော့ Portfolio ကိုသွားပါ။အခုဒီမှာမြင်တွေ့နေရတာကကျွန်တော်ရဲ့ Portfolio ကိုတွေ့မြင်နေရတာပါ။ကျွန်တော်ကအသစ်တိဆောက်မှဖြစ်တာကြောင့် Bear Pit အပေါ်ထောက်မှာရှိတဲ့များကိုနှိပ်ပေးပါ။ New ကိုနှိပ်ပေးပါ။ Add Transition Manually ဆိုတာကိုနှိပ်ပေးပါ။ Add Transition ဆိုတဲ့နေရာမှာအောက်မှာ Search Box ရှိပါတယ်။အဲ့ဒီ Search Box ကနေပြီးတော့ကိုယ်ဘယ် Coin ကိုဝယ်ထား ားတာလဲဆိုတာကိုရှာပေးရမှာဖြစ်ပါတယ်ကျွန်တော်က BNB ကိုဝယ်ထားတယ်ဆိုပါစို့ BNB ဆိုပြီးတော့ရေးထည့်ပေးလိုက်ပါမယ် BNB ကိုတွေ့ပြီဆိုရင်ဒါကိုနှိပ်ပေးလိုက်ပါအပေါ်ဆုံးမှာ buy sell transfer ဆိုပြီးရှိပါတယ် buy ဆိုတာကကျွန်တော် BNB ကိုဝယ်တာကိုပြောခြင်းဖြစ်ပါတယ် sell ဆိုတာကတော့ကျွန်တော်ဝယ်ခဲ့တဲ့ BNB ကိုပြန်ရောင်းထုတ်တာပါ transfer ဆိုတာကတော့တခြားသူကနေပြီးတော့ကျွန်တော် wallet ထဲကိုပတ်စံတွေဝယ်လာတာမျိုးတို့ကျွန်တော်ကနေပြီးတော့သူ့ကိုပေးလိုက်တာမျိုးတို့ဒါကိုပြောခြင်းဖြစ်ပါတယ်များသောအားဖြင့်က buy ကိုအသုံးပြုတာများပါတယ်ဒါကြောင့် buy ဆိုတာက ကိုပဲရွေးထားပေးပါ0 BNB ဆိုတဲ့နေရာမှာကျွန်တော်1 BNB ကိုဝယ်ထားတာကြောင့်1ဆိုပြီးတော့ပဲထည့်ပေးလိုက်ပါမယ်အကယ်၍ကိုက30ဝယ်ထားတယ်ဆိုရင်တော့30ဆိုပြီးတော့ရေးထည့်ပေးပါကျွန်တော်တခုပဲဝယ်ထားတာကြောင့်1ဆိုပြီးတော့ပဲရေးထည့်ပေးပါမယ် today ဆိုတဲ့နေရာမှာကကိုဘယ်နှစ်ယနေ့ကဝယ်ခဲ့တာလဲဆိုတာကိုရေးပေးပါနောက်ကိုနေပေးပြီးတော့ကျွန်တော်ဝယ်ခဲ့တာက2024 12လပိုင်းတုန်းက22ရက်နေ့မှာကျွန်တော်ဝယ်ခဲ့ပါတယ်အချိန်ကတော့ခါပါတော့12:00 PM ဆိုပြီးတော့ပဲထားပေးလိုက်ပါမယ် update date in time ဆိုတာကိုနေပေး ပါ price per coin ဆိုတဲ့နေရာမှာကျွန်တော် BNB တစ်ကွိုင်းကိုဝယ်ခဲ့တဲ့ဈေးကဘယ်လောက်ပမာဏနဲ့ဝယ်ခဲ့တာလဲဆိုတာကိုရေးပြရမှာဖြစ်ပါတယ် price per coin ကိုနှိပ်ပေးလိုက်ပါကျွန်တော်ဝယ်ခဲ့တဲ့ဈေးက600နဲ့ oh sorry 966ပမာဏဒေါ်လာကျွန်တော်ဝယ်ခဲ့ပါတယ် update price ကိုနှိပ်ပါမယ်ဒါသည် BNB တစ်ကွိုင်းကိုဝယ်ခဲ့တုန်းကပေးရတဲ့ဈေးကိုပြောချင်ဖြစ်ပါတယ် fee ဆိုတဲ့နေရာမှာကဒီကွိုင်းကိုဝယ်တော့က case fee နေနဲ့ဘလောက် pay ခဲ့ရတာလဲဆိုတာကိုရေးပေးရမှာပါကျွန်တော်က0.5 pay ခဲ့ရပါတယ် update fee ကိုနေပါမယ်ပြီးသွားရင်တော့သူ့ရဲ့နေပေးမှာ note ဆိုပြီးရှိပါသေးတယ်အဲ့ဒီ note ကဒီကိုအနေနဲ့တခုခု matches တွေပါညာရေးချင်တယ်ပေါ့နော်ဒါကိုရေးလို့ရပါတယ် Binance ကနေပြီးတော့ဝယ်ခဲ့ပါတယ်ဒါကြောင့်မို့ Binance ဆိုပြီးတော့ရေးပေးလိုက်ပါမယ် BIN A N C Binance ပေါ့နော် Okay Binance ဆိုပြီးတော့ပဲရေးပေးလိုက်ပါတယ် update note ဆိုတာကိုရေးပါမယ် Okay ဒါဆိုရင်အလုပ်ပြီးစောသွားတဲ့အခါမှာအောက်မှာရှိတဲ့ add transition ကိုနေပြီးပါ โอเคဒါဆိုရင်တော့ကျွန်တော်ပိုဖိုလီယိုတခုတီးဆောင်းလိုက်တာ အောင်မြင်သွားပြီဖြစ်ပါတယ်ဆက်ခရီရဲ့ဘယ်ဖြစ်အပေါ်ဆောက်တော့မှာပိုဖိုလီယို2ဆိုပြီးတော့ရှိပါတယ်ဒါကဘာကိုပြောတာလဲဆိုတော့ကျွန်တော်တို့ရဲ့ပိုဖိုလီယိုရဲ့နောင်မည်ကိုပြောခြင်းဖြစ်ပါတယ်အခုနောင်မည်ကပိုဖိုလီယို2ဆိုပြီးတော့ဖြစ်နေတာပါအကယ်၍ကိုကပြောင်းမယ်ဆိုရင်လည်းပဲပြောင်းလို့ရပါတယ်သူ့ရဲ့အောက်မှာကဒေါ်လာ626.8နစ်ဆိုပြီးတော့ဖြစ်နေတာကအခုကျွန်တော်ရဲ့ပိုဖိုလီယိုထဲမှာရှိတဲ့ပတ်စံတွေရဲ့စုစုပေါင်းပတ်စံကိုပြောခြင်းဖြစ်ပါတယ် 24H ဆိုတာ က24နာရီအတွင်းမှာကျွန်တော်မျက်နေတဲ့အမြတ်ကိုပြောခြင်းဖြစ်ပါတယ် all time sale နေရာမှာကဒီ portfolio ကိုစတင်ပြီးတော့တည်ဆောက်တဲ့နေ့ကနေပြီးတော့ဒီနေ့အချိန်ထိကျွန်တော်အမြတ်ဘလောက်ရနေတာလဲဆိုတာကိုပြောခြင်းဖြစ်ပါတယ် အဲ့ဒီအမြတ်ကသူ့ရဲ့နေပေမှာ30ဒသမ0.3%ပေါ့နော်ဒါက wallet ထဲမှာရှိတဲ့ပတ်စံရဲ့ဘလောက်ပါစင်ကိုကျွန်တော်အမြတ်ကြံနေပါပြီဆိုတာကိုပြောထားခြင်းပဲဖြစ်ပါတယ်။သူ့ရဲ့အောက်မှာက overview ဆိုပြီးရှိပါတယ်။ overview ကအခုဒီမှာတွေ့မြင်နေရတဲ့ coin တွေအကုန်လုံးစသဖြင့်ပြောခြင်းဖြစ်ပါတယ်။သူ့ရဲ့နေပေမှာ transition ဆိုပြီးရှိပါတယ်။အဲ့ဒီ transition ကကျွန်တော် BNB တွေကိုဝယ်ခဲ့တယ်၊ရောင်းခဲ့တယ်၊တခြားသူကိုလွှဲပြောင်းခဲ့တယ်စသဖြင့်ဒါတွေကိုပြောခြင်းဖြစ်ပါတယ်။သူ့ရဲ့နေပေမှာ earn ဆိုပြီးရှိပါတယ်။အဲ့ဒီ earn က BNB က ိုဒီတိုင်းထားထားတာလားဒါမှမဟုတ်ဘယ်နဲ့ဘယ်နေရာမှာထားထားတယ်လဲပေါ့နော်အကယ်၍ကိုက binance တယ်လို့မျိုးဒါမှမဟုတ် Binance တို့ အာတခြားသော HH တွေမှာထည့်ထားမယ်ဆိုရင် Aaron ကနေပြီးတော့ဝင်ငွေတွေဝင်တဲ့ပုံစံမျိုးကိုလည်းပဲလုပ်လို့ရပါတယ်ဆိုတာကိုပြောထားခြင်းပဲဖြစ်ပါတယ်ကျွန်တော် overview ကိုပြန်သွားပါမယ်အဲ့ဒီ overview ရဲ့အောက်မှာဆိုရင် holding ရှိမယ်အဲ holding ကတော့ကျွန်တော် BNB တွေကိုခြင်ထားတဲ့ဒါပေမဲ့တခြားသော coin တွေ token တွေကိုခြင်ထားတဲ့နေရာကိုပြောခြင်းဖြစ်ပါတယ်သူ့ရဲ့နေပြီးမှာ all time profit ဆိုပြီးရှိပါတယ်အဲ့ဒီ all time profit က ကျွန်တော် BAB ကိုစပြီးတော့ဝယ်ခဲ့တဲ့နေ့ကနေပြီးတော့ဒီနေ့အချိန်လေးထိဘလောက်ဒေါ်လာမျက်နေပါပြီလဲဆိုတာကိုအောက်မှာပြထားပါတယ်။အောက်မှာ BAB ရဲ့ညာဖက်တောက်မှာ on time profit ဆိုပြီးရှိပါတယ်။ကျွန်တော်ဝယ်ခဲ့တဲ့ဈေးနဲ့အခုဒီနေ့အချိန်လေးနေဆိုလို့ရှိရင်ဒေါ်လာ60.8နှစ်ဒေါ်လာကျွန်တော်အမြတ်ကျန်နေပါပြီလို့ပြောခြင်းဖြစ်ပါတယ်။သူ့ရဲ့နေပြည်တော်က price ဆိုတဲ့နေရာမှာအခုလေးရှိဖြစ်ပေါ်နေတဲ့ဈေးကိုပြောခြင်းဖြစ်ပါတယ်။ allocation ဆိုတာကိုနေကြည့်ကြည့်ပါ။အဲ့ဒီ allocation ကကျွန်တော်ရဲ့ portfolio ထဲမှာ BAB ကဘလောက် 20%အထိပိုင်ဆိုင်ထားပေးပြီလဲဆိုတာကိုပြောချင်းဖြစ်ပါတယ်အခုကျွန်တော်မှာက BAB ပဲရှိလာကြောင်း BAB ကိုပဲတွေ့မြင်နေရတာပါ BAB က100%ရှိနေတာပါအကယ်၍သာကိုကထက်ဆက်ပြီးတော့တခြားသော coin တွေ token တွေကိုထပ်ပြီးတော့ဝယ်ခဲ့တယ်ဆိုပါစို့ဒါဆိုရင်အောက်မှာရှိတဲ့ new transition ကိုနှိပ်ပေးပါ search coin ကနေပြီးတော့ကိုဘဲ coin ကိုဝယ်ခဲ့တာလေပေါ့ကျွန်တော်က ETH ကိုဝယ်ခဲ့တာဖြစ်တာကြောင့် ETH ကိုကျွန်တော်ရွေးထားပေးပါမယ်ဘလောက်ဝယ်ခဲ့တာလဲဆိုတော့ 1ETH ကိုကျွန်တော်ဝယ်ခဲ့တာပါဘလောက်0ကဝယ်ခဲ့တာလဲဆိုရင် per price coin ဆိုတဲ့နေရာမှာ2300ကကျွန်တော်ဝယ်ခဲ့ပါတယ် average price ကိုနေပါမယ်ဘယ်နှစ်ရင်းနှစ်ကဝယ်ခဲ့တာလဲဆိုတော့2025နလပိုင်း6ရင်းနှစ်တုန်းကကျွန်တော်ဝယ်ခဲ့ပါတယ်ပြီးရင် update date ကိုနေလိုက်ပါမယ်ဖီးနေတယ်ဘလောက်ပေးခဲ့ရတာလဲဆိုတော့0.5 ျွန်တော် kiss fee နေနဲ့ပေးခဲ့ရပါတယ်။ note ကတော့ကျွန်တော်ဘာမှမရေးတော့ဘူး။ jelly bag ထားထားပေးလိုက်ပါတော့မယ်။ it transition ကိုနှိပ်ပါမယ်။ โอเคဒါဆိုရင်တော့ဒီ overview ဆိုတဲ့နေရာမှာအောက်မှာ allocation ဆိုတဲ့နေရာကိုကြည့်လိုက်တဲ့အခါမှာဆိုရင် EDH က86.34% allocation ရှိတာပြီလို့ပြောပါတယ်။အောက်မှာရှိတဲ့ BNB ကတော့ဒီ23.65%ရှိပါတယ်။ဒါကတော့ကျွန်တော်ရဲ့ portfolio ထဲမှာဘဲ coin ကဘယ်လောက်ပါစင်ပိုင်ဆိုင်နေပြီလဲဆိုတာကိုပြောထားခြင်းဖြစ်ပါတယ်။ထပ်ပါတော့ကျွန်တော်ကနောက်ထပ် coin တစ်ခုကိုထပ်ပြီးတော့ထည့်လိုက်ပါမယ်။ New transition ဒီတခါဆိုရင်ကျွန်တော်တောကွိုင်းကိုဝယ်มาဖြစ်ပါတယ် sorry တောကွိုင်းကိုဝယ်ခဲ့တယ်ပေါ့เนาะဒါကြောင့်မို့တောဆိုတာကိုပဲရေးထည့်ပေးပါမယ် okay တောကိုတွေ့ပြီဆိုရင်ဒါကိုနေပေးလိုက်ပါဘိုင်းဆိုတဲ့နေရာမှာကျွန်တော်ဘယ်လောက်တောဝယ်ခဲ့တာလဲပေါ့ဒီမှာအခုကျွန်တော်မှာဆိုလို့ရှိရင်တကယ်ရှိတာက 190 191ပေါ့နော်195လာပြီโอเคထားပါတော့ဒါလောက်ပမာဏရှိတယ်ကျွန်တော်ဝယ်ခဲ့တဲ့ဈေးကဆိုလို့ရှိရင်ဘယ်လောက်ဈေးနဲ့လဲဆိုတော့อืม6.5နဲ့ကျွန်တော် oh sorry မမြောက်ပါဘူး6.5ဈေးနဲ့ကျွန်တော်ဝယ်ခဲ့ပါတယ်ဒါကျွန်တော်ဝယ်ခဲ့တဲ့ဈေးပေါ့နော်အော် average price ကိုနေပါမယ်ဘယ်နည်းနည်းကဝယ်ခဲ့တာလဲဆိုတော့2024 2024 12လပိုင်းတည်းနဲ့ ထပ်ပါတော့เนาะဒဲကတော့ကျွန်တော်မမတ်မိတော့ဒီတိုင်းလေးပဲထားတာပေးလိုက်ပါတော့မယ် update in price ကိုနေပေးလိုက်ပါ fee နေလဲကျွန်တော်ဘယ်လောက်ပေးခဲ့ရတာလဲဆိုတော့ငါလို့ပဲရေးတဲ့ရေးထည့်ပေးလိုက်ပါမယ်ဗျာเนาะမထည့်လည်းရတယ်เนาะအဲ့တော့ update fee ကိုနေပါမယ်ဒါကတော့လောင်းလောင်းအံကိုပေါ့ဗျာ okay update note ကိုနေပါမယ်ပြီးတော့ရင် in transition ကိုနေပါ โอเคဒါဆိုရင် ခုနက allocation ဆိုတဲ့နေရာကိုပြတ်တိလိုက်တဲ့အခါမှာ ETH ကကျွန်တော်ရဲ့ portfolio ထဲမှာ56.95%ရှိမယ်တွန်ကတော့24%ဆိုရင်23.4%ရှိမယ် BAB ကတော့18.95%ရှိပါမယ်ဆိုပြီးတော့ဒီအောက်မှာအသီးသီးပြထားပါတယ်ဒါဒီကျွန်တော်ရဲ့ portfolio ထဲမှာဘယ် coin ကဘယ်လောက်ပါစင်ပိုင်ထားတာလဲဆိုတာကိုပြောချင်းဖြစ်ပါတယ် all time profits ကိုနေကြည့်ကြည့်ပါဒါကိုနေလိုက်တဲ့အခါမှာဆိုရင် BAB ကတော့အခုလက်ရှိမှာ59.61ဒေါ်လာကျွန်တော်အမြတ်ကျန်နေ တဲ့ online profess မှာเนาะအောက်မှာရှိတဲ့ဒီ ETH ကိုကြည့်လိုက်တဲ့အခါမှာ ETH က၄၁၀.၃၃ပါဆင်ကျွန်တော် sorry နေရနဲ့70ဒသမ33ဒေါ်လာကျွန်တော်အစိုးပေါ်နေတာပါအောက်မှာရှိတဲ့တော်ကတော့948ပေါ့နော်ဒါနဲ့များပါပြီ948ဒသမ8ခေါ်ဒေါ်လာကျွန်တော်အစိုးပေါ်နေတယ်လို့ပြောထားခြင်းပဲဖြစ်ပါတယ်ဒါတွေအကုန်လုံးကိုစုစုပေါင်း total အနေနဲ့အပေါ်မှာရှိတဲ့ portfolio 2ရဲ့အောက်မှာဒေါ်လာ3380ဒသမ20ပေါ့နော်ဒါဒီအခုလက်ရှိအခု market price ပေါ့နော်အခုလက်ရှိအခုလက်ရှိဖြစ်ပေါ်နေတဲ့ market price မှာကျွန်တော်ပိုင်ဆိုင်တဲ့ဒေါ်လာဆိုလို့ရှိရင်3000 390ပဲကြံပါတော့တယ်။အောက်မှာရှိတဲ့ 24H ဆိုတာက24နာရီအတွင်းမှာကျွန်တော်မျက်နေတဲ့အမြတ်ပါ အင်္ဂါ all time ဆိုတဲ့နေရာမှာဒေါ်လာ900နဲ့69.229ပေါ့နော်ဒါကတော့ကျွန်တော်စပြီးတော့ဝယ်တဲ့နေ့ကနေပြီးတော့ဒီနေ့အချိန်ဒီထိကျွန်တော်ဝယ်ခဲ့တဲ့ coin တွေထဲမှာအရှုံးပေါ်နေတဲ့ဒေါ်လာပမာဏကိုပြောချင်းဖြစ်ပါတယ်ကျွန်တော်မှာအရှုံးပေါ်နေတာကဒေါ်လာ900နဲ့69.29ပမာဏကျွန်တော်အရှုံးပေါ်နေတာပါပါစင်အနေနဲ့က88.58ပါစင်ကိုကျွန်တော်အရှုံးပေါ်နေလို့ပြောထားခြင်းပဲဖြစ်ပါတယ် holding ကိုနေပြီးတော့ကိုယ့်ဘက်ကိုပြန်ကြည့်မယ်ဆိုရင်လည်းပဲပြန်ကြည့်လို့ရပါတယ်โอเค ေးရေပေါ့နော်ကိုက portfolio နာမည်ကိုပြောင်းချင်တယ်ဆိုရင်ပြောင်းလို့ရတယ်ဟော portfolio 2ရဲ့နေပေးမှာရှိတဲ့များကိုနေပေးပါ manage ဆိုတာကိုနေပေးပါ portfolio 2ကိုနေပေးပါဒါကတော့ကိုပြောင်းမဲ့ portfolio ပေါ့နော် portfolio 2ကိုနေမယ် portfolio 2မှာကိုဘာထည့်မှာလဲပေါ့ for education okay ဒါပဲရေးပေးလိုက်ပါတယ်ပေါ့နော်အဲ့တော့ change ဆိုတာလေးကိုနေပေးပြီးတော့ကိုအနေနဲ့တိတ်တဲ့အပုံးထားမယ်ဆိုရင်လည်းထားလို့ရပါတယ် save okay ပြီးသွားရင်တော့ saves ကိုနေပေးပါ โอเคဒါဆိုရင်တော့ကျွန်တော်ဒီမှာနောက်မဲ့လေးတွေပြောင်းလိုက်တာအောင်မြင်သွားပြီဖြစ်ပါတယ်ကျွန်တော်တကယ်ကျွန်တော်ရဲ့ portfolio ကိုဒီ video ကိုကြည့်တဲ့မိတ်ဆွေတွေကိုပြပါမယ်ပေါ့နော်ကျွန်တော်ရဲ့တကယ် portfolio နဲ့ရှင်းပြပေးပါမယ် for education ရဲ့တပေးမှာရှင်းတဲ့များကိုနေမယ်ပြီးတော့ရင် my portfolio ကိုနေပါဒါကိုနေပြီးပြီးသွားပြီဆိုရင်အခုဒီကောင်ကကျွန်တော်ရဲ့ portfolio လေးပေါ့နော်အဲကျွန်တော်ရဲ့ portfolio မှာဆိုရင်ဒေါ်လာအဖြစ်က6600 6000 9.34အခုလေးရှိ market price ကတွေ့ထားတဲ့ဈေးနဲ့ကဒီလောက်ထိဖြစ်နေပါတယ်ပေါ့နော်24နာရီအတွင်းမှာကျွန်တော်မျက်တအမျက်ကတော့သူ100လို့ပြောနေတယ်အောက်မှာရှိတဲ့ all time ဈေးနေရမှာကဒါဒေါ်လာ3000နဲ့988ပေါ့နော်ဒါဒီကျွန်တော်အရှုံးပေါ်နေတာပါအနည်းနဲ့တွေ့နေရပြီဆိုလို့ရှိရင်ဒါဒါကျွန်တော်အရှုံးပေါ်နေတဲ့ပမာဏဖြစ်ပါတယ်အဲ့ဒီပမာဏကကျွန်တော်ရဲ့ portfolio ထဲမှာရှိတဲ့ဒေါ်လာရဲ့29.35%ကျွန်တော်အရှုံးပေါ်နေတယ်လို့ပြောထားခြင်းပဲဖြစ်ပါတယ် on time profit ဆိုတာလေးဝင်နေကြည့်ပါအဲ့ဒါဆိုရင်ကျွန်တော်အရှုံးပေါ်နေတဲ့ပမာဏလေးတွေကိုအားလုံးတွေ့မြင်ရမှာ ဖြစ်ပါတယ်ဗောနော် ပြီးရင်သူရဲ့နေဘေးမှာရှိတဲ့ all location ကိုနေကြည့်ကြည့်ပါ all location မှာက BNB ဆိုရင်ဘယ်လောက်ပါဆင့်ပိုင်ထားတာလဲ ETH ကဘယ်လောက်ပါဆင့်ပိုင်ထားတာလဲစသဖြင့်ဒါတွေအကုန်လုံးကိုကိုတွေ့မြင်ရမှာဖြစ်ပါတယ်အဲ့ဒီမှာဆိုရင်ကျွန်တော် holding ကိုပြန်နေလိုက်မယ် BNB ကိုနေကြည့်ကြည့်ပါ BNB အတန်းမှာဗောနော် holdings and amount မှာရှိတဲ့ရှင်းတသမ1639 BNB ပါဒါကတော့ကျွန်တော်ပိုင်ဆိုင်ထားတဲ့ပမာဏကိုပြောချင်းဖြစ်ပါတယ်ဗောနော်ဒါကိုနေလိုက်တဲ့အခါမှာဆိုရင်သူက transition ကိုရောက်သွားလိမ့်မယ်အဲ့ဒီနေရာကနေပြီးတော့ holding ဆိုတဲ့နေရာမှာ9014ပေါ့နော်ပြီးတော့ရင်1639 က်4ပေါ့အဲဒါကဘာကိုပြောတာလဲဆိုတော့ကျွန်တော်ဝယ်ခဲ့တဲ့အခုဆိုလို့ရှိရင်ဘယ်လောက်ရှိမလဲ10ပမာဏရှိပါတယ်ပေါ့နော်10ကျော်ကျော်လေးရှိတယ်အဲ့ဒီပမာဏကဒီအခုလေးရှိမှာဖြစ်ပေါ်နေတဲ့ဈေးဒီ9000ကျော်ကိုပြောချင်းဖြစ်ပါတယ် all time profit ကတော့ဒီကျွန်တော်ဝယ်ခဲ့တဲ့ဈေးတွေထဲကနေပြီးတော့မှဆုံးရှုံးနေတာဒီ28.9နက်ဒေါ်လာအရှုံးပေါ်နေတယ်လို့ပြောတာပါအဲ့တော့ဝယ်ခဲ့တော့ကတော့အကုန်လုံးပေါင်းကပါနော်ဒီဘက်က buy price ဆိုတဲ့နေရာမှာက630လို့ပြောထားခြင်းပဲဖြစ်ပါတယ်ပြီးရင်ဒီဘေးမှာက core base ကတော့ကျွန်တော်ဝယ်ခဲ့တဲ့ မူရင်းဈေးကိုပြောထားခြင်းပဲဖြစ်ပါတယ်โอเคเนาะဒါကတော့သူ့ရဲ့အတီးတီးပြထားတဲ့ဈေးတွေပေါ့ဗျာကဲဒါကိုကဒီဟိုပါကျွန်တော် BNB ကိုနှိပ်လိုက်ပါမယ်ပြီးတော့ရင် Ethereum ကိုနှိပ်ကြည့်ကြည့်ပါ ဒါဆိုရင် Ethereum နေရာကိုရောက်လာလိမ့်မယ် Ethereum မှာဆိုရင် holding ဆိုတဲ့နေရာမှာအခုလက်ရှိဖြစ်ပေါ်နေတဲ့ market price က all time profit ဆိုတဲ့နေရာမှာကျွန်တော်အရှုံးပေါ်နေတဲ့ဒါမှမဟုတ်အမြင့်ရနေတဲ့ပမာဏကိုပြောတာချင်းပဲဖြစ်ပါတယ်။ Buy price ဆိုတာကပြင်းပြအဖေးကျွန်တော်ဝယ်ခဲ့တဲ့ဈေးပေါ့နော်ဒါတော့ခဏ ignore ထားလိုက် call big ဆိုတာကကျွန်တော်မူရင်းစပြီးတော့ဝယ်ခဲ့တဲ့ဈေး1 ETH 2 ETH 3 ETH ဒါတွေအကုန်လုံးပေါင်းပြီးတော့ဝယ်ခဲ့တဲ့မူရင်းဈေးအဲ့ဒီမူရင်းဈေးက2300ရှိတယ်လို့ပြောတာပါ။ Okay ဒါကတော့သူ့ရဲ့ အသီးသီးဖြစ်ပါတယ်။ကိုယ့်ရဲ့ portfolio ကိုဒီလိုမျိုးနီးလန်းနဲ့စစ်ဆေးကြည့်လို့ရပါတယ်။ ဒီမှာပေါ့နော်ကို့အနေနဲ့ quick market cap မှာက portfolio တစ်ခုတက်ပို့ပြီးတော့တည်ဆောင်လို့ရပါတယ်ဥပမာဒီ long term investment တို့နော် short term investment တို့စသဖြင့်ကို့ဘာသာကိုအတိအသေးခွဲပြီးတော့တည်ဆောင်လို့ရပါတယ်တည်ဆောင်မယ်ဆိုရင်လည်းခုနကကျွန်တော်ပြောပြသလိုမျိုးလုပ်ခဲလို့ရပါတယ်ပေါ့နော်အဲဒါအပြင်ကိုမှဒီ quick market cap ရဲ့ portfolio မှာ quick နေရဲ့လက်ရှိဈေးနှုန်းပေါ့နော်အတိအကျအရှုံးအမြတ်စုစုပေါင်းစသဖြင့်ကို့ရဲ့အချက်အလက်တွေကိုအလွယ်တကူစစ်ဆေးမယ်ဆိုလို့ရှင်မယ်စစ်ဆေးလို့ရပါတယ်ပြီးသွားပြီဆိုလို့ရှင်ဒီ photo navigation ကနေတော့ market stand ကိုပြသွားကြည့်တဲ့အခါမှာဆိုရင်လည်းပဲ ဒီမှာဘဲကွိုင်းတင်ကတော့ကိုရောက်နေပြီလေအမားကက်ကက်ကဘလောက်ရှိလဲ CMC ကဘလောက်ရှိလဲအော့ကွိုင်းအင်ဒက်စ်ကဘလောက်ရှိလဲပြန်ဖီယာနဲ့ဂရစ်ကဘလောက်ရှိလဲသာသဖြင့်ဒါတွေအကုန်လုံးကိုကိုတွေ့မြင်ရမှာဖြစ်ပါတယ်โอเคဒါကတော့ကိုအနေနဲ့ဒီ market cap ကိုသုံးမယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးသုံးလို့ရတာလဲပြီးသွားပြီဆိုရင် trade လုပ်တဲ့သူတွေအနေနဲ့ portfolio တခုဘယ်လိုမျိုးတည်ဆောက်တက်တာလဲဘာကြောင့်တည်ဆောက်တက်တာလဲဆိုတာကိုအားလုံးများဝေပြခဲ့ခြင်းပဲဖြစ်ပါတယ်ဆိုတော့မိတ်ဆွေတို့အနေနဲ့အခုလိုမျိုးဒီတည်ဆောက်ခြင်းနဲ့ဆိုရင်တော့ Play Store ကနေ download install တင်ပြီးတော့တည်ဆောက်လို့ ို့ရပါတယ်။အဲမိတ်ဆွေတို့အနေနဲ့ကရောအခုလိုမျိုး portfolio တိဆောက်ထားပြီးပြီးသားလား။ကြေတိဆောက်ပြီးသွားပြီဆိုလို့ရှိရင် DVD comment box အောက်မှာတိဆောက်ထားပြီးပါပြီပေါ့နော်။အဲဘယ်လိုမျိုးတိဆောက်ထားတာလဲ။တခြားသောတိဆောက်လို့ရတဲ့နည်းလမ်းတွေရှိမလား။ဒါတွေအားလုံးကိုဒီ comment box မှာရေးထားပေးခဲ့လို့ရပါတယ်။ Okay ပါဆိုတော့ဒီဗီဒီယိုလေးကတော့ဒါလောက်ပါပဲ။မိတ်ဆွေတို့တွေဒီဗီဒီယိုကအကျိုးရှိတယ်ဆိုရင် like link နဲ့ update ခံနေပါတယ်။နောက်ထပ်တို့လိုမျိုး video တွေအများကြီးလာအောင်မှဖြစ်တာကြောင့် channel လေးကို subscribe လုပ်ခဲ့ပေးဖို့အကြံလေးပြုချင်ပါတယ်။နောက်ထပ် video မှာတွေ့ပါမယ်ခင်ဗျာ။အားလုံး thank you ပါ